ားလုံးမင်္ဂလာပါကျွန်တော်မင်းမင်းပါကြက်လက်ရှိမှာလူသစ်ဘတ်တွေရိုက်ထားတဲ့လူတွေပေါ့နော်အခုချိန်မှာကျွန်တော်တို့ပန်းအောင်ကက်တွေကိုရိုက်ကြတော့မှာလားဘယ်တော့ရိုက်ကြမှာလဲချုံနယ်တွေမှာပိတ်တော့မယ်ပေါ့နော်ချုံနယ်တွေမှာလည်းမဖွင့်ကြသေးဘူးအဲ့ဒါ ਈ နဲ့ပတ်သက်ပြီးကိုကဘာရိုက်တယ်ဆိုတာဘာကိုခေါ်တာလဲကိုလက်ရှိကင်တန်းတဲ့ချက်လက်တွေကရောပြည့်စုံပြီလားအဲ့ဒါတွေကိုကိုအနေနဲ့ကပြန်လည်ဆန်းစစ်ဖို့အတွက်ဒီဗီဒီယိုလေးကိုတခြားလေးဆွန်ထားသွားဖို့အားလုံးကိုကျွန်တော်တောင်းဆိုပါတယ်ကြောင်မလို့လေဒီဗီဒီယိုထဲမှာအရေးကြီးတဲ့အချက်၃ချက်ကိုပဲကျွန်တော်ပြောသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဗီဒီယိုလေးကိုလည်းပြန်လည်း share လုပ်ပေးဖို့အားလုံးကိုကျွန်တော်တောင်းဆိုပါတယ်။ လက်ရှိမှာကနံပါတ်၁ချက်အနေနဲ့လူတစ်ဘက်ရိုက်ထားတဲ့လူတွေပြီးခဲ့တဲ့နှစ်ကကျွန်တော်ဘက်တွေရိုက်ထားတယ်အထောက်ထားတွေရထားပြီးပြီဘက်ရိုက်တယ်ဆိုတာကဘာကိုခေါ်တာလဲဘက်ရိုက်တယ်ဆိုတာကပန်းအောင်ကက်ကိုရိုက်တယ်အာကိုပြောတာလားပန်းအောင်ကက်ကက်လေးတွေကိုပြောတာလားဆိုပြီးတော့အထင်မှားနေကြတဲ့ညီကိုမောင်မားတွေအတွက်ပန်းအောင်ကက်ကပန်းအောင်ကက်လိုင်းသွားတာဖြစ်ပါတယ်နော်ကျွန်တော်ကအထောက်ထားမရှိတဲ့လူတွေကနော်ထိုင်းနိုင်ငံမှာနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟောပါမယ်လို့ခေါ်တယ်ကျွန်တော်တို့လုံးမဲ့ပါမစ်ကိုကျွန်တော်တို့ကစောင့်ရပါတယ် အဲ့လိုရှောက်ဖို့အတွက်ကျွန်တော်တို့ကအရင်ဥဆုံးထိုင်းနိုင်ငံမှာဖွင့်တဲ့ဒီအထောက်အထားမရှိတဲ့လူတွေအတွက်ဟောပါမင်းလို့ခေါ်တဲ့ဒီအခုရထားတဲ့ name list စာရွက်တွေအရင်ဥဆုံးထွက်လာတယ်ပြီးလို့ရှိရင်ဒုတိယအနေနဲ့ကျွန်တော်တို့နော်ဟောပါမင်းစာရွက်တွေထွက်လာတယ်ဟောပါမင်းစာကကဘယ်ရလာတာလဲကျွန်တော်တို့ဒါလိုင်းငံယုံနော်ဒါလုတ်သမားယုံကနေပြတဲ့ထုတ်ပြထားတယ်ဒီဟောပါမင်းစာရွက်တွေကိုကျွန်တော်တို့ကပထမဆုံးကန်ဆောင်ရမှာဖြစ်ပါတယ်အဲ့ဒါတွေပြီးသွားမှကျွန်တော်တို့ကတတိယဆုံးအနေနဲ့တော်မောယုံမှာကျွန်တော်တို့သွားပြီးတော့လက်ဝယ်နှိကတာဖြစ်ပါတယ် ဒါကိုကျွန်တော်တို့လွယ်လေးနဲ့ကျွန်တော်ပြောရင်တူတူနဲ့လွယ်လေးကျွန်တော်ပြောရလို့ရှိရင်ဒါကိုဖယိုက်တယ်လို့ခေါ်ပါတယ်။ဖယောင်းကတည်းကမဆိုင်သေးဘူးเนาะ။လက်ရှိမှာကျွန်တော်တို့ဖယိုက်ထားတဲ့လူတွေအဓိကတိထားမှာကကိုလက်ထဲမှာဒီကနေ့ကရိုက်ထားတဲ့ name စာရွက်တွေ၊ what permit တွေ၊လက်ဝင်နေထားပြီးတဲ့စာရွက်တွေเนาะရိုက်ပြီလားပေါ့เนาะ။ဒီဘက်မှာကျွန်တော်ပြထားတဲ့စာရွက်တွေကိုတွေ့မှတင်ပါတယ်။ဒီဘက်ကစာရွက်တွေအကုန်လုံးဒီဒါလက်ရှိပြီးခဲ့တဲ့နှစ်ကလူတစ်ဖယိုက်ထားတဲ့လူတွေဒီစာရွက်တွေကိုကျွန်တော်တို့ကအထောက်အထားမရှိတဲ့ပါမစ်တွေလို့ကျွန်တော်တို့ခေါ်ပါတယ်။ ဒါကိုကျွန်တော်တို့သူပိုင်းအနေနဲ့ကလိုရနဲ့ဘိုက်ရိုက်တယ်လို့ခေါ်တာအဘယ်လိုလဲဆိုတော့ဟုတ်ရင်ခစ်တွေတုန်းကဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဘိုက်ရိုက်တယ်ဆိုတာကပန်းအောင်ကနေတခါတွဲပြီးတော့ထွက်လာတာဖြစ်ပါတယ်။အကြောင်းမလို့အခုပြီးခဲ့တဲ့နှစ်တွေနှစ်တွေကနေစပြီးတော့တို့ရဲ့ဥပဒေတွေကနော်စနစ်တွေကပြောင်းလာတာနဲ့အမျှသူ့ရဲ့အချက်လက်တွေသူ့ရဲ့အဖွဲ့အစည်းတွေကသူ့နေရာနဲ့သူခွဲထွက်သွားတာဖြစ်ပါတယ်။အကြောင်းမလို့ဒီအချိန်မှာတည်ထားရမှာကဘိုက်ရိုက်တယ်ဆိုတာကကျွန်တော်တို့ပြည်ကနှစ်ကရထားတဲ့ဒီကောပါမယ့်စာရွက်တွေလက်ဝင်နေထားတဲ့စာရွက်တွေအဓိကကအဲ့စာရွက်တွေကအဓိကကြပါတယ်။အဲ့ဒါကိုကျွန်တော်တို့ကဘတ်လို့ခေါ်လို့ရပါတယ်။ เนาะဒီ bank account ဆိုတာကအခုတချို့နေနေမှာဖွင့်နေတယ်ကျွန်တော်တို့ဆိုလို့ချင်းဒါထိုင်းတောင်ပန်းဆိုတာမှာမဖွင့်သေးဘူးဒီ bank account တွေနဲ့ပတ်သက်ပြီးတော့လဲလိုလားဆိုတော့လိုပါတယ်ဒါပေမဲ့အရေးကြီးလားဆိုတော့မကြီးပါဘူးဘာဖြစ်လို့လဲဆိုတော့ bank account ကသူကတချို့နေရာတွေပဲတုံးလို့ရတာတချို့နေရာတွေကျတော့တုံးလို့မရတော့ဘူးဒီ bank account တွေကဟိုအရင်ခေတ်တုန်းကဆိုလို့ချင်းဒါကျွန်တော်တို့နေခဲ့တဲ့ခေတ်တုန်းကဆိုလို့ရှိရင်ပေါ့အဲသူတို့ကဒီ bank account ရဲ့နောက်ကျောမှာဟောပါမယ်ကျွန်တော်တို့ရဲ့စိတ်တခါလဲပါပြီးသားဖြစ်တယ် ကိုလောက်တဲ့တတိနာမည်ကိုနေတဲ့နေရလေးစာရအားလုံးပါရတကြအဲ့ဒါကိုအရင်တော့ဘတ်ကတ်လို့ခေါ်တာအခုကစစ်တမ်းတွေပြောင်းစားအတွက်ကြောင့်အဖွဲ့အစည်းတွေရတယ်သူ့အဖွဲ့အစည်းနဲ့သူအလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တမိုင်းအနေနဲ့တိထားရမှာကပြီးခဲ့တဲ့နေ့ကရိုက်ထားတဲ့စာရစာတမ်းတွေဒီအဲ့ဒါကိုကျွန်တော်တို့ကအလုပ်လုပ်ဖို့ရှောက်တဲ့ဝပါမစ်တွေလို့ကျွန်တော်တို့ခေါ်ပါအဲ့ဒါကိုဘတ်လို့လည်းကျွန်တော်တို့ခေါ်လို့ရပါအဲ့ဒီဘတ်စာရွက်တွေရပြီးမှအခုဆိုလို့ရှိရင်ချုံနယ်တွေမှာပန်းအောင်ကတ်တွေဖွင့်နေတယ်အဲ့ပန်းအောင်ကတ်တွေဖွင့်နေတဲ့အချိန်မှာချုံနယ်တွေကပိတ်ထားတော့ကျွန်တော်ပြောရချင်းနေနော်ပန်းအောင်ကတ်ကအရေးကြီးလားဆိုတော့အရေးမကြီးဘူး လိုလားဆိုတော့လိုတယ်။ရမလို့တချို့နေတွေမှာဖွင့်မိတဲ့မျိုးတွေပေါ့။ရမလို့အဓိကကကိုကပိုင်းအောင်ကတ်တွေရိုက်မယ်ဆိုရင်လည်းအခုလက်ရှိပြီးခဲ့တဲ့ကရိုက်ထားတဲ့ဒီဘာမဲစာရွက်တွေ name list စာရွက်တွေအဲ့အလေးတွေကိုတခြားသိမ်းတာ။အဲ့အလေးတွေနဲ့ကျွန်တော်တို့ကကိုနေတဲ့နယ်ကနေရာမှာလည်းကိုစုံစမ်းရမှာ။ဟာသူများနေနေမှာဖွင့်နေပြီးငါတို့နေမှာမဖွင့်သေးပြိတော့ပြိတော့မှာပါလား။ဆိုပြီးတော့တချို့ကကျွန်တော်လာ manager အညီကိုပေါ်မှတွေအများကြီးရှိပါတယ်။စိတ်မပူပါနဲ့။ကိုနေမှာကိုစုံစမ်းကိုနေရဖွင့်ကိုရိုက်မဖွင့်ရင်မရိုက်နဲ့အေးစင်းနေကိုရရတာတဲ့ဒီဝပါမဲစာရွက်တွေနဲ့အေးစင်းနေလို့ရတယ် တစ်နှစ်ပြင်ထားရင်တစ်နှစ်ပြည့်အောင် AC နေလို့ရတယ်။နော်ဒါကိုကျွန်တော်တို့လူတစ်ဘရိုက်တယ်လို့ခေါ်တယ်။ပန်းအောင်ကကကျွန်တော်ပြောသလိုပဲဒီအချက်လက်တွေတွေရှိမှကျွန်တော်တို့ပန်းအောင်ကကိုရိုက်ကမှဖြစ်တယ်။အခုကျွန်တော်တို့ဆူလက်မှာဆိုလို့ရှိရင်ပန်းအောင်ကတွေကလုံးဝမပွင့်သေးဘူး။အတန်တော့မကြားသေးဘူး။ဒါကြောင့်မလို့တချို့နယ်ရေးအညီကိုလည်းစိတ်မပူပါနဲ့။ပန်းအောင်ကကအလောက်အရေးမရှိပါဘူး။လူလားဆိုတော့လူပါတယ်။ဘယ်နေရာတွေလဲဘန်ကက်လုတ်တဲ့နေရာတွေစံကြမောင်းလန်းစင်လုတ်တဲ့နေရာတွေအာအဲ့ဒီနေရာတွေမှာကျွန်တော်တို့ကတောင်းရမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်အကြံဉာဏ်ပြောပြတာပေါ့။ ရတယ်မှာတချို့ကဟာလူတစ်ပတ်တွေရိုက်နေရတော့မယ်လို့တချို့ပွဲသားတွေကပြောလိုက်မယုံပါနဲ့ကျွန်တော်တို့ဘာဘတ်မှလည်းရိုက်လို့မရတယ်လို့ထောက်ထားမှရှိတဲ့လူတွေအတွက်လည်းဘာတစ်ခုမှဒီချိန်မှာလုံးလို့မရပါဘူးအခုလက်ရှိဖြစ်နေတဲ့လူဟောင်းသမားတွေကိစ္စတော့မှကျွန်တော်တို့အတိအကျဘယ်နေဘယ်ရက်မှာစပြီးတော့ကျွန်တော်တို့တွေဟောပါမီတွေသွင်းရမယ်ဆိုတာကိုကျွန်တော်ခဏစောင့်ကြည့်နေပါတယ်အဲ့ဒီလူဟောင်းသမားတွေလည်းခဏသတင်းခံပြီးတော့ပဲဆက်ဆောင်ပေးပါနော်အဲ့အတွက်လည်းကျွန်တော်ဗီဒီယိုလေးနောက်တစ်ပုတ်လုပ်မှာဖြစ်ပါတယ်။အကြောင်းမလို့ဒီအချိန်မှာကဗတ်ရိုက်ထားတဲ့လူတွေပေါ့။အဓိကကတော့အလိမ်ငယ်မထီးဖို့ เนาะဒီဗီဒီယိုလေးကိုပြင်လဲဆိုလို့ရှိရင်တော့တိချာလေးနားထောင်ပါပါเนาะအခုလောက်ထားတဲ့လူသစ်သမားတွေဒီဒါကဘိုက်ရိုက်တယ်လို့ခေါ်လို့ရတယ်အဓိကကတော့ဝက်ပါမဲစာရွက်တွေထုတ်ပေးတာကျွန်တော်ဒီဘက်မှာပြထားတယ်ဝက်ပါမဲစာရွက်တွေအဲ့ဒါတွေကကျွန်တော်တို့ဘတ်လို့လဲခေါ်လို့ရတယ်เนาะဒီပိုင်းအောင်ကက်ရိုက်ဖို့အတွက်ဒီဘက်ကအချက်လက်တွေရှိမှာဒီဘက်ကပိုင်းအောင်ကက်ကိုရိုက်လို့ရမှာပိုင်းအောင်ကက်ရိုက်ဖို့အတွက်ကြတော့ကျွန်တော်တို့ဆူလက်မှာဆိုလို့ရှိရင်ဒါရင်တော့ဆိုလို့ရှိရင် passport စာအုပ်တွေလောက်ကတယ်လောက်ပြီးသွားမှတစ်စီပိုင်းအောင်ကက်ကိုရိုက်လို့ရတာပေါ့အချို့နေရာတွေမှာကြတော့လဲမလို့ပြန်ဘူးဒါကတော့တချို့တနေတနေရဲ့လောပုံကြိုင်ပုံတွေရဲ့မတူကြဘူး အကြောင်းမလို့လေတော့အဲ့ဒါလည်းဥပဒေကထွက်လာတဲ့ခါကျရင်တော့အားလုံးကတူတူပဲအကြောင်းမလို့အာဘိုက်ရိုက်တယ်ဆိုတာကဒါကျွန်တော်လည်းလည်းတော်တော်လေးနည်းနည်းလေးကျွန်တော်ပြောတာဖြစ်ပါတယ်ရှင်ရင်လည်းတအားကြီးချိုးနားမလည်ဖြစ်တော့မှကြောက်လို့ပါနော်အကြောင်းမလို့ဘိုက်ရိုက်တယ်ဆိုတာကအော်ဒီဇာရက်တွေကိုခေါ်တာလားဒီဇာရက်တွေကိုပြောတာပဲဒီဘက်မှာမိတွေကအဓိကကြားတယ်မှန်တယ်ကျွန်တော်ပြထားတဲ့ဇာရက်တွေအဓိကကြားပါတယ်ဘိုင်းအောင်ကကမလို့အရေးကြီးလားဆိုတော့မကြည့်ဘူးလို့လားဆိုတော့လို့တယ် ဒါနောက်ပိုင်းကဏ္ဍမှာကျွန်တော်လောက်ရမကိစ္စဒါကိုခေါင်းနဲ့မထင်နဲ့ပြည်များနေတွေပိတ်နေတယ်ပိတ်တော့မယ်လာမယ်ဟိုရက်ပိတ်ပြီဒီရက်ပိတ်ပြီโอเคဒါကတို့ကဏ္ဍโอเคကျွန်တော်တနေငယ်လုံးဥပဒေနဲ့ကြီးညာလိုက်ပြီဆိုတော့ရှိကျွန်တော်တို့ဘက်ကလည်းဒါအလုတ်တမားကြီးနားလေအောင်ကျွန်တော်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့အတိပြပြမှာပါပြန်တော့တစ်ချက်ကဒီကြားထဲမှာလူတစ်ပြီးခဲ့တဲ့နှစ်ကဖရိုက်ထားတဲ့လူတွေဒီလ6လပိုင်း26ရက်နေ့ဆိုလို့ရှိရင်ကျွန်တော်တို့လက်ဝင်နှိပ်တာတွေကိုဒါတောင်းပေါ်ရုံမှာနောက်ဆုံးဖြစ်ပါတယ်။ဒါကြောင့်မလို့လက်ဝင်မနစ်ကတည်းကညီကိုတွေလည်းကိုအပ်ထားတဲ့ပွဲသားတွေ agency တွေမှာသွားပြီးတော့ လက်ဝင်နှိပ်ဖို့အတွက်ဒါတော့ရောက်ပြီးတော့ပြောဖို့နောက်တိုက်တွန်းဖို့လိုလာပါပြီအချိန်ကဒီလားနောက်ဆုံးမှာဖြစ်ပါတယ်အရှိမှာတော့နေပြည်တော်ထွက်ထားတယ်ဟောပါမင်းတွေထွက်ထားတယ်โอเคလက်ဝင်မနေလိုက်ရဘူးဆိုလို့ချင်းဒီဟာအလုံးက cancel ဖြစ်သွားတာအဲ့ဒါလေးကိုကျွန်တော်နားလည်ဖို့လိုတယ်ဘယ်ဒါမှကျွန်တော်တို့မလွယ်ဘူးကိုရထားတဲ့အချက်လက်ကိုတော့ပြည့်စုံအောင်လုပ်ထားဖို့လိုတယ်အခုအချိန်မှာလူတက်သမားတွေပရိုက်ထားပြီးတော့အထေပြောင်းလို့ရပြီလားရပါတယ်ကိုကတခြားနေမှာနေတယ်โอเคဒီပိုင်အောင်ကြိုက်ဖို့ခေါင်းထဲမထည့်နဲ့တော့ပိုင်အောင်ကကပြဿနာမဟုတ်ဘူး အဒီကဒီလ6လမှာနဲ့မှာကျွန်တော်လက်ဝဲနှိပ်ထားဖို့ကအရေးကြီးတယ်အဲ့ဒါကပြဿနာအဲ့ဒါကိုမနှိပ်ထားတဲ့လူတွေဒီအရှိမ nameless ပဲရရဟောပါမပဲရရအားလုံးက cancel ဖြစ်သွားမှာဖြစ်ပါတယ်အကြောင်းမလို့လဲကျွန်တော်တို့ဒါဗိုက်ရိုက်တယ်ဆိုတာဘာကိုခေါ်တာလဲကျွန်တော်လွယ်လွယ်နဲ့တူတူလေးလိုရင်းလေးပဲကျွန်တော်ပြောလိုက်တာဖြစ်ပါတယ်အော်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်အားလုံးပြန်တွေ့ကြမှာဖြစ်ပါတယ်ဝင်ရောက်ပြီးတဲ့အော်ဝင်ရောက်ပြီးချွေးပြီးတဲ့ညကုန်းမှာအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နော်အဲ့အတွက်လည်းအားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်